မင်္ဂလာပါရှင်မိုးလေဝသနှင့်ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကနေဇွန်လ19ရက်ဒီကနေ့နေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လယ်ပြင်မြောက်ပိုင်းဘီကလားပင်လယ်အမြောက်ပိုင်းနဲ့အရှေ့လေပိုင်းတို့တွင်မုတ်တုံလီအားကောင်းရာမှအားလွန်ကောင်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြာမင်္ဂလာပင်လယ်တို့တွင်မုတ်တုံလီအားကောင်းနေပါမည် ထူခြားတဲ့အခြေအနေတည်းအနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်နေသောအာကောင်းသောလေပြင်းအားနှင့်ရဝန်း well met low pressure area ဟာအနောက်မြောက်ဘက်သို့ရေရှားခဲ့ပြီးအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နှင့်၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့ဇက်ခန်းပြည်နယ်သို့ရောက်ရှိကာလေပြင်းအားနှင့်ရဝန်းဖြင့်အားလျော့သွားခဲ့ပြီးဖြစ်ပါသည်ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင်နေရာကြီးကြီး မန္တလေးတိုင်းဒေသကြီးတွင် နေရာစစ်စေး၊ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိချုံရပြီးနေပြည်တော်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ AR တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ရိပ်မှုကြီးနိုင်ပါသည်။ရွာရံလုံးပြည့်ဖြစ်ပါသည်။ ိုထိန်အောင်ဖြစ်ပေါ်မှုအခြေအနေအရစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထိန်အောင်များဖြစ်ထွန်းလျက်ရှိပြီးအစူပါမိုးထိန်အောင်များရေရှားအနေအရလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထိချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစသည်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကျူတင်သတိပြုနိုင်မရဲ့အကြံပြုရပါသည် မြမပင်လေပြင်းတွင်မြဝကျွန်းပေါ်ရခိုင်ကမ်းရင်းတလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ရံဖန်ရံခါမူတက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးပါမည်။မူတက်လေပြင်းကြာခြင်းရေပြင်းပြင်းပြင်းလေဟာတနိုင်လင်35မိုင်အထိတက်ခတ်နိုင်ပါသည်။လိုင်းမြင်မှာမြဝကျွန်းပေါ်ရခိုင်ကမ်းရင်းတလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ဆယ်ပေမှ73ဘီကန်ရှိနိုင်ပါသည်။မုတ်တမာကွေမွန်တနင်္လာရီကဲရန်တျောင်းနဲ့ကမ်းလှူပင်လေပြင်းတို့တွင်တခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးနိုင်ပါသည် မိုးတက်လီပင်ကြခြင်းရေပြင်းမြေပြင်လေဟာတနိုင်လင်မိုင်30အထိတက်ခတ်နိုင်ပါတယ်လိုင်းမြစ်မှာမုတ်တမကွေမွန်တနင်္လာရီကံရုံးတလျှောက်နဲ့ကမ်းလွန်ပင်လေပင်တို့တွင်10ပြီမှ12ပြီကရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးပူလာပါမယ်။နေပြည်တော်ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေတိခမန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထိကျုံရပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါတယ်။ မန္တလေးမြို့နယ်ဤတို့အတွက်ဒီကနေ့ညနေဒီခမ်းမန်းချက်ကတော့နေရာကွက်ကြားမှုထိကျုံရပါမယ်။ရွာရာနှုန်းပြဖြစ်ပါရဲ့ရှင်။